Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ30ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့သွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay မနေ့ကတော့စကန်နီတိုက်ပွဲတွေအများကြီးကျွန်တော်ကြည့်ခဲ့ပြီပေါ့နော်ဒီနေ့မှလည်းဘလို့သတင်းတွေရှိတယ်ဆိုတော့တစ်ချက်သွားကြည့်လိုက်အောင်နော်ကဲရေစုံလိုရီတိုရှင်တဲ့လေးကိုကျွန်တော်ဖတ်ပြပေးပါမယ်ခင်ဗျာ ကဲပထမဆုံးသတင်းတစ်ပုဒ်ကပါနော်အားရစာသတင်းဖြစ်ပါတယ်ကျွန်တော်လေဘဲတွေပေါ့နော်မော်မီမှာရှိတဲ့လေဘဲလေတက်မိသားစုပိုင်းဆိုင်ကမ်းများတိုက်ခိုက်ခံရဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်မြို့အပေါ်ပြည်မြို့နယ်ရှိစစ်ကောင်စီလေတက်မိသားစုဖြစ်သည့်တက်ကုန်းကြီးကျေးရွာအုတ်ချုပ်ရည်မှုပိုင်းဆိုင်သည့်ဆိုင်ဈေးဆိုင်ကမ်းသုံးခန်းကိုလက်ဖြစ်ပုံများဖြင့်တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူများကပြောတယ်ပေါ့နော်တစ်မျိုးလုံးလေတက်ကဟာလေးတဲ့အသီးသုံးလုံးနဲ့ပြည့်တဲ့နှလုံးပဲကွေးတယ်လို့ပြောပါတယ်အဲ့တော့ဒီလေတက်နဲ့ဆိုင်တဲ့ဟာတွေကိုအခုချိန်မှာဆိုပြီးမှအဲ့လိုမျိုးပေါ့နော်ရသလောက်ဖြူရမယ့်အခြေအနေမှာရှိနေပါတယ်နော်ကဲဒါကတော့ရက်ဆက်တဲ့ ရုပ်ပါတဲ့လေဘဲတွေအတွက်ပေါ့နော်တံပြန်ကလေးစားဖြစ်ပါတယ်နော်အဲ့လိုမျိုးလေဘဲတွေနဲ့ဆိုင်တဲ့မိသားစုဝင်တွေဒီလိုမျိုးပေါ့နော်ဆက်တွေတွေအားလုံးကိုခုလိုမျိုးပေါ့နော်နည်း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 စီထောက်ထောက်ဖို့တွေပေါ့နော်သူတို့ဒေါက်တိုင်တွေကိုဖြိုဖျက်အောင်ဖြစ်ပါတယ်နော်နောက်ထပ်သတင်းတော့ကတော့ PDF ရောင်ဆောင်စစ်ကြောင်းထိုးလာတဲ့တက်မင်းကိုမှတိုက်ပွဲဖြစ်ပေါ်နေဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့ မန္တလေးနဲ့အေရဝတီမြစ်ချပြီးဒီကစားတည်ရှိတဲ့မင်းကောကင်းရှာယောင်စတဲ့ကျွရများသူရောက်ရှိလာတဲ့စစ်ကောက်စီတက်လက်နက်ကင်အင်အား200ခန့်ရှိတယ်လို့မင်းကောချေဆိုင်တော်လိုင်းတပ်ဖွဲ့ပြခုဖြစ်သော People Servant Force ဖွဲ့ဝင်တို့ကပြောပါတယ်ဗောနော်ထိုလက်လက်နက်ကင်များထဲတွင်ပြည်သူ့ကာကွယ်အဖွဲ့ PDF Unity Force ထားသူများလည်းပါဝင်တယ်လို့၎င်းဆက်ပြောတယ်တိုက်ပွဲပြင်းထန်တဲ့မနက်ခြံ6နာရီလောက်ကစဖြစ်တာသူတို့လာတာ PDF Unity Force ကိုပြီးပြီးတော့လာတာဆိုတော့ကျွန်တော်တို့လူတွေ သူ့လူကိုယ်လူမခွဲခြားတတ်ဘူးအနိကကြမသိတော့အနိကတိုက်ပွဲဖြစ်ကုန်တာလို့၎င်းကပြောပါတယ်ဗောနော်အဲ့တော့ကျွန်မစစ်ကောင်စီကဘယ်တော့ရုပ်မှာလဲဆိုကျွန်းတော့ယောက်ျားတွေလို့စစ်မတိုက်လို့မိမလို့မိမရဗောနော် PDF uniform တွေနဲ့စစ်တိုက်တဲ့နေတာဖြစ်ပါတယ်နော်အဲ့တော့ဘာပဲပြောခုချိန်မှာဆိုသူတို့ဒီအချရှုံးပြောင်းစွာနဲ့ပြန်လဲဆုတ်ခေါ်သွားတယ်သိရပါတယ်နော်အဲ့ဒါတရင်တော့ကလည်းတရင်တိုင်းတိုင်းတရင်တိုင်းတို့မြို့နယ်ရှိခမရ998တရင်မှာစစ်မှုထမ်းတပ်သားတစ်နှစ်ဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့လို့ဒေါ်နတ်တရင်ကပြောပါတယ်ဗောနော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်သူတွေခက်ခဲကြက်တဲနေလို့နေဆက်ကိတွေပြန်ဖွင့်ပေးဖို့တရုတ်ကိုတရားရည်တောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲတော့တရုတ်မြန်မာနေဆက်ကုန်သွယ်ရေးဂိတ်တို့တရုတ်ဘက်ကပိတ်ထားတာကြောင့်ပြည်သူလူထုရဲ့အခြေခံစေဝါတွေ73စီတွေနဲ့လူသုံးကိုပစ္စည်းလိုအပ်ချက်တွေဖြစ်ပေါ်နေပြီးကြက်တဲခက်ခဲနေတယ်လို့တရားရည်လေးကပြောပါတယ်အဲတော့အားလုံးမြင်တဲ့အတိုင်းပဲအခုတရားရည်ကိုအဲဒီတရားရည်ကိုပေါ့နော် MMDA ပုံစံပေါ့နော်ချိုးနေတာတွေ့ရပါတယ်နော်အဲတော့ MMDA လိုပဲတရားရည်က ခေါင်းကုတ်သွားမလားတော့ကျွန်တော်ပြောလို့မရသေးပေမဲ့ TL လေးကအခုချိန်မှာဆိုသူအခက်ခဲကြီးရှိတိုင်းမှာပြည်သူလူထုကိုချပြတဲ့အတွက်ပေါ့နော်ပြည်သူလူထုကလည်း TL လေးကိုနားလည်ပြီးတဲ့အနေအထားလည်းတွေ့ရပါတယ်နော်အဲ့တော့ပြန်ပြောရမယ်ဆိုရင်တော့တရုတ်ကြီးကဒီ Donald Trump ကစီးကြက်ခုံနေတယ်ပေါ့နော်ကိုစီစီးကြက်ခုံနေတိုးမြင့်တဲ့အချိန်တုန်းကအနိုင်ကျင့်ပါတယ်ဘာညာဆိုကဘာကိုအော်ခဲ့တာပေါ့နော်အခုတစ်ဖက်မှာဆိုရင်သူနိုင်တဲ့လူတွေကြတော့သူအနိုင်ကျင့်နေမကောက်ဘူးနော်ဒါကဒီသူဒီလိုပိတ်လိုက်တယ်ဆိုကြတဲ့ဒီကလူတွေတေးတေးပစီဆိုဂူမဆိုင်ဘူးဆိုတဲ့ပုံစံနဲ့လောက်တာနော် Donald Trump လောက်တာကရာဂိုင်တော့ပဲတိုးလိုက်တာ အခုရရင်တို့ပဲတိုးလိုက်တာအဲ့ဒါကိုတော့မှသူတို့ကအနိုင်ကျင့်နေပါ냐စုအော်နေတာပေါ့နော်သူသူမြောက်ကိုကြတော့သူတို့ကပြောကြတယ်သူ့လောက်ရက်ကကြတော့နော်တော်တော်တော်ဆိုးတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့တရုတ်ရဲ့စိတ်တဘောတာအမှန်ကတော့ဘာလဲဆိုအားလုံးလည်းသိပြီးသားဖြစ်ပါနော်ကဲကျွန်တော်တို့မြန်မာပြည်သူလူထုတဲ့အရေးကြီးတဲ့သတင်းတစ်ခုကျွန်တော်တို့အရင်ဆုံးသားထားတော့အဲ့ဒါဘာလဲဆိုမိုးလီဝသသတင်းဖြစ်ပါတယ်မုံတိုင်းငယ်တခုမြန်မာနိုင်ငံအနောက်ပိုင်းမှာစတင်ဖြစ်ပေါ်နေတဲ့ဆိုတဲ့ဟာလေးပေါ့နော်နောက်တော့ကြည့်တာအနေအထားတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဒီအနေအထားဆိုလို့ရှိရင်ပင်လယ်ပြင်က ထုတ်လာတဲ့ရေငွှင့်နဲ့သမုတ်တရားကပို့တဲ့ရေငွှင့်တွေကိုစုပြီးတော့မြန်မာပြည်နဲ့ဘင်္ဂလားဒေ့ရှ်အိန္ဒိယနိုင်ငံရဲ့ကောင်းငင်ဘုံတက်လက်ပို့ဆောင်နေတယ်ဆိုလည်းအထိပ္ပယ်ဆက်ရောက်ပါတယ်။အာနဲလာတဲ့မုံတိုင်းဟာဆိုလို့ရှိရင်ည7နာရီရောက်တဲ့အခါမှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုဗဟိုပြုတ်ပြီးတော့လေဆိုင်ဝဲလေးဖြစ်ပြီးတော့လေစီးကြောင်းရဲ့တွန်းအားကတော့မြန်မာပြည်အနှံ့အပြားကို ရေငွေ့တွေဆက်လက်တွန်းပို့နေတဲ့ဖြစ်ပါတယ်။ 30ရဲ့နေ့လဲ7နှစ်ရောက်တဲ့အခါမှာလဲမုတ်တုံတွေဟာဆက်လက်အားကောင်းနေတဲ့ဖြစ်ပါတယ်30ရဲ့နေ့ည7နှစ်ရောက်တဲ့အခါမှာလဲမုတ်တုံ လေစီးကြောင်းအားကောင်းမှုကြောင့်မလို့မြမပြီကိုအဆက်မပြတ်ရေငွေ့တွေဝင်ရောက်ပြီးတော့ငိုအဖြစ်ရွာနိုင်တာကိုကျွန်တော်တို့ဆက်လက်ခံမှတင်ပြမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်သတိပေးချင်တာက မေလကုန်မှာဖြစ်လာတဲ့လေပြားနေရာရောင်ဝန်းတွေနဲ့ မုတ်တုံလေးခြေချောင်းဟာဇွန်လာထဲမှာလည်းအချိန်ပြင်းပြင်းနဲ့ဆက်လက်တိုက်ခတ်နေတဲ့အနေအထားရှိလို့မြန်မာပြည်မှာအင်မတန်မှာမိုးများမဲ့ဇွန်လာလို့ကျွန်တော်တို့ခံမှန်းတင်ပြပါတယ်။ပင်လယ်ပြင် လေတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ရေလိုင်းလုံးနဲ့ရေစီးကြောင်းနေရာဆိုလို့ရှိရင်ဒီကနေ့ညနေ6နာရီမှာဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်အထက်ပိုင်းကို16ပေမှပေ20အမြင့်ရှိတဲ့လှိုင်းလုံးများတောက်လျှောက်ရိုက်ခတ်နေတဲ့အနေအထားရှိပေမဲ့ ကမ်းခြေနားရောက်တဲ့အခါမှာတော့အနည်းငယ်အင်အားပြော့သွားသလိုပဲရခိုင်ပြည်နယ်ကာယိုလန်တောင်ဘက်ချမ်းမှာတော့16ပြည်ပအဝန်ကျင်ရှိတဲ့လိုင်းလုံးတွေဆက်တိုက်ရိုက်ခတ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီလိုင်းလုံးတွေဟာတဖြည်းဖြည်းနဲ့အရှိန်ရော့သွားနိုင်တယ်လို့ကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။ဘာကြောင့်မိုးများမဲ့ဇွန်လာလို့ပြောရမယ်ဆိုရင်ဘင်္ဂလားပင်လယ်အနီးကရေငွေ့တွေဟာမြန်မာပြည်ကို၅ရက်အတွင်းမှာ ရွာချသလိုပဲတီရီလင်ကနဲ့အိန္ဒိယသမုတ်တရအစက ရေငွေ့တွေဟာမြန်မာပြည်ကိုဆက်လက်တိုက်ခတ်ပြီးတော့လာမယ့်ရက်20အတွင်းမှာမြန်မာပြည်အနှံ့ပြားကိုမွေ့ရွာပြီးတော့အိန္ဒိယသမုတ်တရမြောက်ပိုင်းကလေရှိချောင်းကတော့မြန်မာပြည်ကိုရက်30အကြာမှာရောက်မှာဖြစ်ပါတယ်ဒါဟာမြန်မာပြည်မှာဆက်လက်မွေ့ရွာပြီးတော့နေရာကွက်ကြားမိုးကြီးနိုင်တဲ့အနေအထားလို့ကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ် ကျွန်တော်တို့တင်ပြခဲ့တဲ့လေးစီးကြောင်းနဲ့လေးဆိုင်ဝဲစုပ်ယူမှုနဲ့အပေါ်ကကောင်းငင်ကရင်ငွေဖွဲ့မှုအခြေအနေပေါ်မှာကျွန်တော်တို့တွက်ချက်ကြည့်တဲ့အခါမှာဒီကနေ့29ရက်နေ့မှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်တောင်တန်း၊သခိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်တောင်တန်း၊ရခိုင်ရိုးမတောင်တန်းတို့မှာဆိုလို့ရှိရင်တော့မိုးရေကြီးငားလက်မဝန်းကျင်ကျနိုင်ပြီးတော့အဲ့ဒီကနေဆင်းလာတဲ့မြေပြန်ဒေသတွေမှာဆိုလို့ရှိရင်တော့မိုးရေကြီး၁.၄လက်မလောက်ထိရရှိနိုင်တဲ့အနေအထားရှိပါလေ။ထို့အတူ ်ရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းတိုင်းတိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရှမ်းပြည်နယ်အရှိဘက်ကျမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှာဒါသတိထားမယ်ရှင်သတိထားရမှာကတော့ရခိုင်ရိုးသားကနေပြီးတော့ဆက်ဆက်နေတဲ့မကွေးတိုင်းဒေသတစ်ခုလုံးဟာမိုးကြီးခြင်းများကြုံတွေ့ရပြီးတော့တောင်ပေါ်ရေစီးဆင်းမှုကြောင့်မလို့အပြည့်အစည်းများကြုံတွေ့နိုင်ရတဲ့အန္တရာယ်ရှိတယ်လို့ပဲရှင်းတယ်မြင့်မေတ္တာမြင့်ရုတ်တရက်မိရေ ထိုးတက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြက်ကမ်းပါအနည်းနေထိုင်သူများမြင်းနေနေတာနေထိုင်သူများအထူးသတိထားဖို့လိုအပ်ပါတယ်30ရင်းနေမှာလဲကျွန်တော်တို့မြမပီပတ်လဲတစ်ခုလုံးဆက်လက်ပြီးတော့ရုတ်တဲ့မုံများနိုင်ပါတယ်အချင်းပြင်းနဲ့သခိုင်းတိုင်းချက်ပိုင်းချင်းတောင်တန်းရခိုင်ပြင်းနဲ့ AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမုံပြင်းနဲ့ကရင်ပြင်းနဲ့တို့မှာမိုးရရင်3.5ရွာနိုင်ပါတယ်မြေပြဒေသနဲ့ဆက်ဆက်တဲ့အကုန်လုံးမှာဆိုလို့ရှိရင်မိုးရရင်1.4လက်မှရွာနိုင်ပြီးတော့6နဲ့ မကွေးနားမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ဒါမဲ့31ရက်နေ့စနေနေ့မှာတော့ကချင်ပြည်နယ်မြောက်ပိုင်းမှာမိုးသီးထန်စွာရွာသွန်းနိုင်တယ်လို့ပဲကချင်ပြည်နယ်သခိုင်းပိုင်းသခိုင်းတိုင်းအထက်ပိုင်းဒီအွာရောင်ဒေသတွေဟာဆိုလို့ချင်းတော့မိုးရိပ်အစ်တသမလေးလမရွာနိုင်ပါတယ်။မြမပြည်အလဲပိုင်းတစ်ခုလုံးမှာမိုးပါသွားပြီမဲ့လေရခိုင်ပြည်နယ်အလဲပိုင်းနဲ့အောက်ဖက်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအောက်ပိုင်း ်မုံပြင်းနဲ့ကရင်ပြင်းနဲ့သတင်းနိုင်တိုင်းတို့မှာလည်းမိုးဆက်လက်ပြီးတော့ကြီးနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့အန္တရာယ်ရှိတဲ့အနေအထားလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်။ကဲကျွန်တော်ထဲရခိုင်သတင်းလေးကိုအရင်ဆုံးကြည့်တာနော်။ရန်ကုန်ရောက်ရခိုင်လူမျိုးတွေကိုစစ်ကောင်စီကစီးယုံမှုတွေပြုလုပ်နေတာဟာစီရင်နာမမှန်တဲ့အတွက်တတိထားရမယ်လို့ရခိုင်နိုင်ငံရေးသမားတွေကတိုက်တွန်းပြောဆိုကြပါရည်။ ရခိုင်မျိုးသားဖွဲ့ရှုပ်အာရခတက်တော် ULAE ကမေလ22ရက်နေ့မှာပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးရခိုင်ပြည်ပြည်ပကိုထွက်ခေါ်ဖို့ကြိုးစားအားထုတ်နေသူတွေကိုစတင်တားမြစ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီကရန်ကုန်မှာရှိတဲ့ရခိုင်လူမျိုးတွေကိုမေလ24ရက်နေ့မှာအခမ်းအနားပြုလုပ်ပြီးစတင်စီယုံခဲ့တာဖြစ်ပါတယ်။ဟွန်းအဲ့ဒီလိုစီယုံလာရဲ့နောက်ွေမှာအယောင်များစွာပါရှိတယ်လို့နိုင်ငံရေးလှလာတုံ့သက်သူ ညီပုံမြို့နေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဥဖေတန်ကပြောဆိုပါရီ ULAA နဲ့ပြည်သူအကြားစိတ်ဝမ်းကွေးမှုတွေဖြစ်လာရင်အဲ့ဒီအပေါ်မှာနိုင်ငံရေးအမျက်ထုတ်မေးဆိုတဲ့သဘောတွေပါတယ်လို့လေသူကပြောပါရီပြီးခဲ့တဲ့မေလ24ရက်နေ့ကစစ်ကောင်စီပြန်ကြားရေးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်နဲ့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးရှုပ်ဦးစိုးသိန်းတို့ဟာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခမ်းမမှာရန်ကုန်ကရခိုင်အသင်းအဖွဲ့တွေကိုခေါ်ယူပြီးစီယုံမှုပြုလုပ်ခဲ့တာပါ စစ်ကောင်စီဟာတိုက်ပွဲကြောင့်ဤယာဝတီပသိမ်နဲ့မကွေးစားတဲ့ဒေသတွေကို တိုက်ပွဲရှောင်လာတဲ့ရခိုင်ပြည်ကတောင်ကုတ်တန်တွေနဲ့ခေါ်စားတဲ့ဒေသတွေကဒေသခံတွေကိုဖမ်းဆီးရိုက်နှက်ပြီးရန်ကုန်ရောက်ရခိုင်တွေကိုစားနေရိတ်ခါနလစာထောက်ပံ့ပေးမည်လို့ပြောဆိုရဟာတန်တရားဖြစ်စရာကောင်းနေလို့ရခိုင်လူမျိုးနိုင်ငံရေးသမားကိုကောင်းကျော်စံကပြောပါတယ် နောက်ထပ်နားထောင်မယ့်သတင်းကတော့ဟိုတိကပဲပေါ့နော်မမောတစ်ခေါက်ပြောခဲ့တယ်ပေါ့နော်ဒီတက်တွင်းကဘူကြီးကိစ္စတွေပေါ့နော်ဒီကိစ္စအခုချိန်ဆိုသူတို့ဘာလောက်ထွက်တော့မအောင်နော်အတားထဲမှာလောင်နေပြီလေပျက်စီးနေပြီလေဆိုတာပေါ့နော်ထပ်ပြီးတော့ပြောထားတဲ့ဗီဒီယိုဖိုင်ချန်တာတော့ကြည့်လာအောင်နော်ဒီအာဌာနဘဲဘူကြီးစင်ထွလင်းကသူ့ရဲ့တပတ်စင်နဲ့အဲတပတ်စင်နဲ့ကျွန်တော်တို့ငယ်ငယ်ချင်းတို့လည်းပြောလို့ရတော့ကနော်တပတ်စင်နဲ့သူရဲ့ရရှိပဲဒါသူတို့ဆိုနေရတော့ရာမှုတူတူပဲသူလည်းဘူကြီးဟိုကလည်းဘူကြီးပဲကြာနော်တပတ်စင်နဲ့သူရဲ့ မျိုးသမီးကိုညာခေါ်သွားတယ်လို့ကြားသိရတာပေါ့ညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြွကြီးခင်မောင်ထွေးကနေပြီးတော့အဲဒီအမျိုးသမီးကိုပေါ့နော်ခမင်းဆိုင်သွားကြမယ်ခမင်းသွားစားကြမယ်ပေါ့ဗျာနော်အဲဆိုလို့ကျွန်တော်ခမင်းသွားစားမယ်အဲခမင်းဆိုင်ကောင်းကောင်းလိုက်ပြပေးစတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒါသုံးသက်ကြည့်ရတော့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကမလေးကိုခေါ်သွားပါတယ်ခေါ်သွားတဲ့ခါမှာခမင်းဆိုင်မသွားပဲနဲ့စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သွားပါတယ်ဘီယာဆိုင်ကိုခေါ်သွားပြီးတဲ့အခါမှာတော့ အဲကောင်မလေးနဲ့အတူတူတောက်စားတယ်တောက်စားပြီးတော့ပြန်လာတယ်ပြန်လာတဲ့အခါမှာဂိတ်နှစ်ပေါ့ဂိတ်နှစ်ဆိုတာဒီကျွန်တော်တို့ခလာရ15ဂိတ်နှစ်ကလည်းဝင်လာဝင်တဲ့အခါမှာစစ်တပ်ဆိုတာပြအားလုံးကမိသားစုလိုနေတဲ့အဖွဲ့အစည်းတွေနော်ခါလည်းမျိုးလုံးပေါင်းကမျိုးလုံးတိုင်းမှာဘယ်လိုခေါ်လဲနေရာတိုင်းမှာမျိုးလုံးတွေရှိသလိုနေရာတိုင်းမှာနားတွေရှိပါလေအဲပြန်လာတဲ့အခါမှာဂိတ်နှစ်ကလည်းဝင်လာဝင်တဲ့အခါမှာအဲကောင်မလေးကိုနေရာပြန်မပို့ဘဲနဲ့အရာရှိရိတ်တာကိုတန်းပေါင်းသွားပါတယ်ရရှိလိတ်တာကိုတန်းပေါင်းသွားပြီးတော့ကာမလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာကာမ ကြံစည်မှုတွေဖြစ်ခဲ့တယ်ပေါ့ဗျာနော်ဖြစ်တဲ့ခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်အရှက်ရတဲ့ခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မသိခံလို့မရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်အဲဒီကြောင့်မလို့ကောင်မလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့ခါမှာတယင်းမှုပေါ့ဗျာတယင်းမှုတယင်းမှုရဲ့ဘတော်ပေါ့အဲသူကတယင်းမှုထားမှာဒီဒီဒီစကားမှာပေါ့ဗျာဒီဇလန်းမှာပေါ့နော်ဒီဇလန်းမှာဆိုတော့တယင်းမှုထားမှာအာနာတီးရတယ်ဗျာအတယင်းမှုဇော်သန်းနိုင်တဲ့သူ့အမျိုးသမီးတော့အေးအေးသိန်းနေပေါ့ဗျာနော်တော့အေးအေးသိန်းကကောင်မလေးကိုညှိတယ် အဒီကိစ္စမတိုင်တဲ့ပေါ့နော်မတိုင်နဲ့မတိုင်လို့ရှိရင်ငွေ300လည်းညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုပ်မှာပဲပြဿနာကိုရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုအောင်မာလေးရဲ့အောင်မာလေးရဲ့ယောက်ျားဘူကြီးကတိသွားတယ်အဲဘူကြီးကတိလည်းတိသွားဘူကြီးကလုံးဝလုံးဝဘယ်သူသူမရောက်တိတာဓာကြီးပေါ့မရတိဓာကြီးပေါ့ဗျာနော်ဘူကြီးကတော်တော်အေးရောကြာတိရတယ်အဲ့တော့ဒီဘူကြီးကလုံးဝတိမခံမဲနဲ့တိုင်ပိုင်တိုင်ပါလို့ဂျင်းနန်းကအထက်ကိုရောက်သွားတယ်ဂျင်းနန်းကိုအထက်ရောက်သွားတဲ့အခါမှာတော့ အာဘလို့ဒုတိုင်းမှုကဥရဖားရနဲ့ဆင်းလာတယ်အဲဆင်းလာပြီးတော့စပြီးတော့ညှိုးကြပါလေရောစညှိုးတဲ့ခါမှာဘူကြီးကိုနော်ဒီကာမကြာစီခံရတဲ့အမျိုးသမီးရဲ့ဘူကြီးယောက်ျားပေါ့နော်ယောက်ျားဘူကြီးကိုအရှိတန်းကိုတင်းပို့လိုက်ပါလေရောအရှိတန်းတင်းပို့လိုက်တဲ့ခါမှာတော့ဟွရုပ်ပါနော်အာကာမလေးကလည်းဒီစနော်တေးရဲ့တိုက်ရဲ့ခိုင်ရဲ့လို့စစ်ထဲဝင်လာတဲ့စစ်သားတယောက်ကိုထောင်လောက်နဲ့သွားမချင်းချောင်းတယ်လေတရားစွဲမှုလောက်နဲ့သွားမချင်းချောင်းလိုက်အဲ့တော့ဟိုမျိုးသားကလည်းဘူကြီးကလည်းဘဲခံလေးလေးနဲ့တရားစွဲတာပေါ့ အဲတရားဆွဲတဲ့အခါမှာတော့စုံခုံထိုင်ရပါကြီးရေနော်စုံခုံထိုင်တဲ့အခါမှာနော်ပူကြီးစင်ထွက်လင်းကတော့အခုစုံခုံမှာထိုင်နေပြီအမျိုးသမီးကိုလည်းစစ်ပါတယ်နော်အမျိုးသားကတော့အခုတရားဆွဲတဲ့တရားဆွဲတဲ့ပူကြီးကတော့အဲဘယ်လိုခေါ်မလဲရှေ့တန်းပုတ်ခန္ဓာတိကျပုတ်ခန္ဓာလာပါနော်ရှေ့တန်းပုတ်ခန္ဓာရှေ့တန်းနေလာပြန်ပြီးတော့အခုတော့မှရင်ဆိုင်လို့မရဘူးအဝေးရောက်ဘယ်လိုခေါ်မလဲဆိုရှင်ကျွန်တော်တို့ရှင်းလင်းချက်ပေါ့အဝေးရောက်ဟိုဆွဲဆူချက်ပုံစံမျိုးနဲ့ပဲအဲစုံခုံမှာအဖြစ်နေတယ်ပေါ့ဗျာနောက်တစ်ယောက်ကတော့ ီအမျိုးသမီးဘက်ကနေပြီးတော့မတရားလို့ရက်တည်မိတဲ့အတွက်ကြောင့်မဟုတ်ဘူးအခုအဲ့ဒီတယောက်ကထွက်ပြေးသွားပြေးသွားတဲ့သူရဲ့နာမည်ကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့နော်အမ်တက်သားမျိုးထက်ကတော့အခုရှေ့တန်းရောက်သွားပြီရှေ့တန်းပို့လိုက်တယ်ကိစ္စကဘွားနေပြီရှေ့တန်းရောက်ပါနော်အဲ့တော့တက်သားရွှေအောင်ကတော့ပြေးပြီ။ဘာကြောင့်လဲဆိုတော့ဒီအမျိုးသမီးဘက်ကယက်တီမိလို့တယ်နော်။ဆိုတဲ့ခါကျတော့ဘသူမှမထီရဲမပြုတ်ရဲမပြောရဲပုံစံမျိုးတွေဖြစ်လာ။အဲ့ဒီအချိန်မှာဝတ်တော့ကာ ပြဿနာဆာပါပြီ။ဆာ ။ Women Online ကတော့ဝက်တောက်ကားတွေဖမ်းပါတဲ့။ဒါပေမဲ့ခင်ဗျားဝက်တောက်ကားတွေကိုနော်ခင်ဗျားဖမ်းပါဆိုတဲ့ Women Online နော်အဘကြီးလို့ပြောမှာပေါ့နော်။အဘကတော့ဖမ်းခိုင်းတာပဲ။အဲ့ဒီဖမ်းခိုင်းတဲ့ဖမ်းတာဖမ်းလို့ဖမ်းလို့ရမှာပေါ့လေ။ဒါပေမဲ့လမ်းတစ်လျှောက်လုံးမှာဒီဝက်တောက်ကားကိုဘသူကားလို့သာပြောလိုက်ပါဘသူမှတော့ကံရဲပါ။ပြပြသလဲနဲ့တခါတည်းဟိုဆက်ပြတ်နေတာဝိုင်းတုံးမိမဲ့ခြေနေမျိုးဖြစ်ပါ။ဥသားလိုင်းဒါဥသားလိုင်းကကားဆိုပြီးတော့သူတို့စီမဲ့ကားကိုတက်ကိုယူလာတဲ့အခါမှာအလမ်းမှာဥသားလိုင်းရဲ့ကားဟာဝက်တောက်တွေဝီးတက်တွေဘာတွေဘာမသိချင်ဘူး။ဥသားလိုင်းဆိုတာနဲ့ဝီးတက်လည်းဖြစ်တယ် နော်လိုင်စင်လည်းဖြစ်တယ်တနိုင်ငံလုံးရဲ့လိုင်စင်လည်းဖြစ်သွားပြီးတော့အဲ့ဒီစကားကိုအဲ့ဒီမှာအဲ့ဒီမှာအဲ့ဒီပြဿနာတွေစပြီးကျွန်တော်သူနဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့လိုက်ရတာပါနော်လိုက်တဲ့ခါမှာတော့ကွက်ကွက်ကုမင်းမိပါလေဦးမင်းအွန်လိုင်းထဲမှာသွားကြည့်တာပါနော်တိုင်းလော့ကတိုင်းလော့ကရှုပ်ထွေးလာဦးမင်းအွန်လိုင်းထဲမှာသွားကြည့်ရပါနော်ဦးမင်းအွန်လိုင်းအဲ့တော့ဒီကိစ္စတော့အခုအချိန်ညမှာရှင်းကြပါကြနော်အဲကျွန်တော်ကတော့ဦးတန်းလိုင်းနဲ့ဘာမှမတော်ဘူးပေါ့နော်ဟိုဘာမှမတော်ဘူးဦးတန်းလိုင်းမှာတမန်မရှိဘူးဆိုတဲ့ကိစ္စကိုကျွန်တော်လိုင်းရင်းနဲ့မှအာကျွန်တော်ဆက်လက်ပြီးတော့အဲထုတ်ဖို့တွေးရှိလာတော့နော်ရှာဖွေတွေးရှိလာရတယ်အဲ့တော့ ဒီအမ်ဒီကားတော့အဲ့မှာရောက်နေပြီ။ဘယ်လိုရှိတော့ပြောင်းသွားပြီးတော့အဲဆေးဆေးကြည့်ပါနော်။ဟာဆေးဆေးကြည့်လို့ရတယ်။အဲ့တော့ဒါကတော့ဘောပေါပေါရဲ့ဒီကြီးခွဲခန်းပေါ့နော်။စစ်တပ်ထဲမှာဒီလောက်ထိစုပ်ပြတ်တက်နေတာကိုချစ်တယ်ပြောနေသေးတယ်ပေါ့နော်။ ူစစ်တပ်ကဒီလောက်ထိပေါ့နော်ဖွဲ့စည်းပုံပြက်စစ်တပ်ရဲ့ဒီဗီဇာမှာကောင်းလို့လို့ဒီမှာတော်လန်နေကြပြပါနော်ဒါကစစ်တပ်ရဲ့ဗီဇာအစစ်မှန်တွေပဲဖြစ်ပါတယ်အဲ့တော့ဒီစစ်တပ်ကြီးကဒီဗီဇာတွေနဲ့ရှိနေသူဘလို့မှပြန်မကောင်းနိုင်ပါဘူးနော်အခုဆိုလဲကြိုတက်ထဲမှာကြီးနိုင်ငံကြီးပေါ့နော်ဘိုးကြီးလို့အစစ်ရှိတဲ့လူတော်မှနော်တကယ်လေးဟိုလိုက်ကောင်းတဲ့လူဒီရာထူးပေါ့နော်ဒီအဆက်အသွယ်ရှိတဲ့သူတွေကပို့ပြီးတော့အတိုင်းအတိုင်းကြိတ်ခံနေရအနေထားဖြစ်ပါတယ်ဒီလိုအားကြောင့်ပဲကျွန်တော်တော်လန်ပီသူတွေကစစ်တပ် ဖက်စစ်စစ်တပ်အပြစ်ဖြစ်ဒီဗီဇောက်ကိုအပြစ်ဖြစ်ချင်တာဖြစ်ပါတော့အဲ့တော့ဘာပဲပြောအခုချိန်မှာဆိုစစ်တပ်ကဒီအတွင်းမှာလဲလိုက်စားပြီးပြုံနေတယ်လို့အပြစ်မှာလဲပြုံနေတာဖြစ်နေတော့မကြခင်ကတော့တေးကြပါရဲ့နော်ပြပြပြုံတော့မှတေးကြနေပါပြီကဲကျွန်တော်နောက်ထပ်ကြည့်ရမှာတော့မတွေ့တာကြာပြီဖြစ်တယ်ကျွန်တော်ဥကျော်ကဲဘောမာတွေဘလို့စော်ထားလဲတစ်ချက်နောက်ထပ်ကြည့်လောက်နော်မင်းတို့စစ်ကွေးတွေလေကြီးစုံနဲ့နေပြီးတော့ကာလနာတိုက်နေတဲ့ဗီဒီယိုဖိုင်ကြီးကြည့်ချင်သလားတို့ဒီမဟုတ်ဒီဟဲ့တို့ဒီမဟုတ် မင်းတို့စစ်ခွေးတွေကိုမင်းတို့စစ်ခွေးကိုမင်းတို့ဟိုကြုံမျိုးရိုးတွေငါကောက်နေသိချင်လို့ရှိရင်ငါရဲ့ Facebook မှာတော့ကြည့်နော်စစ်ခွေးတွေနော်စစ်ခွေးဝဲစားတွေပေါ့ကွာသိချင်းဆုံးနဲ့သိပြီးကာလနာတိုက်နေတဲ့ဗီဒီယိုဖိုင်တွေရောရှိရဲ့ဓာတ်ပုံတွေရောရှိရဲ့နော်အဲ့တော့မင်းတို့မြင်ရင်တွေ့ချင်တယ်ဆိုရင်ငါရဲ့ Facebook account မှာတောင်းဝင်ကြည့်တော့ဒီမဟုတ်ငါ့ကိုဗီဒီယိုကောခေါ်လိုက် ဟာဒီကနေဗီဒီယိုဖိုင်ဖွင့်ပြတယ်မင်းတို့စစ်ခွေးတွေလေချင်းစိုးနဲ့လေပြီးတော့ကာလနာတိုက်ခဲ့တဲ့ဖိုင်တွေနော်ငါပြမင်းတို့နော်ဓာတ်ပုံပြဆိုလဲပြလို့ရတယ်ဒါပေမဲ့မင်းတို့ကြစ်ချင်တယ်မင်းတို့မြင်နေတယ်ကြစ်ချင်တယ်ဆိုရင်မင်းတို့ငါစီလာခဲ့โอเคငါပြောတာသဘောပေါက်လားမသိဘူးရှာရိုးမရှိတိုင်းပေါက်လို့ပဲစားပေါက်ပန်း40ပြောတဲ့မင်းတို့အယိုးကိုက်ဘောမှလော်ဘီတိုက်မဟုတ်ဘူးငါတို့ဒီဘက်ကတော်လိုင်းကြီးဘဲတော်သားတွေက 有我一面得罪南，掐边，奥不啦？啊？那个，哎，先旁你这吃亏的国，美国对比了上的年，好啦，现在阿米的，干哪样？嗯，反正要不给革开放了，没有现在阿米的，嗯，那他爸妈我我是是不老喜欢，受不了。 ဆောက်ကြွကြွဆောက်ကြွကြွနေလုံနေတဲ့အယိုးကိုင်ဘောမအယိုးကိုင်ဘောမနင်းမင်းတို့လက်စတင်ရနေဖြစ်လာကြတဲ့ကဒီကနေ့အချိန်ထိမိထားတဲ့တုတ်ပန်းနေအလင်းဝင်တဲ့လူတွေမင်းတို့ဘယ်နေရောက်ကဲခဲ့ပြီးပြီလဲနင်းဘယ်နေရောက်ကဲခဲ့ပြီးပြီလဲမင်းတို့ပြောကြည့်ဟမ်เออนอนนอนลาแม่สิกควยนี่แหละเมนูมัดอ่ะ အာနာရှင်ဆိုတာအာနာတီမြဲဖို့အတွက်ပဲသူလုပ်တာနော်မင်းတို့သေတာတို့မင်းတို့စစ်သုံးပန်းမိတာတို့အလန့်ထူထောင်တာသူစိတ်ဝင်သားဘူးအရေးကြီးတာသူအာနာတီမြဲဖို့နဲ့ဒီအာနာရှင်လက်ကလူတစုရဲ့နော်ဟိုအကျိုးစီးပွားအတွက်ပဲဒီကောင်ကြီးကစဉ်းစားတာမင်းတို့အခုထမင်းငတ်တဲ့စစ်ကိုကြီးအများမအများကြီးနော်ထမင်းငတ်တဲ့စစ်ကိုကြီးအများမအများကြီး မင်းတို့ကြားဘူးမှာပေါ့မကြားဘူးရင်လာခဲ့ငါဗီဒီယိုဖိုင်နဲ့ပြအောင်တသိရှိရနော်နော်ဘာလဲတိုင်းမှုတွေလည်းဘာဆော့တော့မှမကြားဘူးဗျူဟာမှုတွေလည်းဘာဆော့တော့မှမကြားဘူးဆံမြုပ်ပြုတ်တော့နေတာစားတော့မပါဘူးပြီအဲ့စားတော့မပါတဲ့ဥစ္စာကိုမင်းတို့ကဘာကိုမက်မောနေတာလဲငါမသိလို့မေးကြည့်တာမင်းတို့ကဘာကိုမက်မောနေတာအကောင့်ဗီဒီယိုဖိုင်ရှိတယ်နော်ငါဆော့ဖို့လုပ်ပြီးတော့မင်းတို့လို့ဟို ဖာတယ်မစပ်ပပါဇက်လို့နဲ့ငါသယံပြီးပြောနေတာမဟုတ်ဘူးဘောမလေးမင်းတို့သိစားဖို့မမအချက်အလက်အထောက်ထားအပြည့်စုံရှိတယ်ရှင်းလားငါပြောတာဟင်အာနာရှင်ဆိုတဲ့ဖက်စစ်အာနာရှင်ဆိုတာတပုတ်ရဲနွားတွေတပုတ်ရဲနွားတွေနွားတွေနွားတွေသေချာမှတ်တာနွားတွေရှင်းလားငါပြောတာနွားတွေနွားတွေမင်းတို့ ကျုံဝေရအစစ်ပါလောက်မနေနဲ့อืมဟိုကတပုတ်နဲ့နွားကျုံဝေရအစစ်ပါလေနွားတွေတကယ်ပဲဟုတ်ပါရဲ့နော်အခုဆိုရင်တို့ဘာအတွက်စစ်တိုက်တယ်ဆိုတော့လေချင်းချင်းပြမသိဘူးတိုက်ခိုင်းလို့သာတိုက်ရတယ်တိုက်ခိုင်းတာလည်းဘာကြောင့်တိုက်ခိုင်းတာလဲဘသူအကျိုးစီးပွားလဲဆိုတော့လည်းသိချာမသိဘဲနဲ့စစ်တိုက်နေကြပါတော့အဲ့တော့ဘာပြောရှေ့တန်းမှာ ကိုဘာကြောင့်အသက်ရှင်ရလဲဒီလောကထဲရောက်လာတဲ့အခါမှာဘာကြောင့်အသက်ရှင်တာလဲဘာအတွက်လုံနေလဲဆိုတီချာမသိဘဲနဲ့တည်သွားတဲ့လူတွေပေါ့နော်တနာစရာလည်းကောင်းပါတယ်နော်အဲ့တော့ဘာပဲပြောဒီလိုမျိုးတွေလူတွေကရုပ်မှရဲဆက်တဲ့လူတွေကတော့ပေါ့နော်တနာချင်းတဲ့တော့မထိုက်တန်ဘူးပေါ့နော်အဲ့ဒါကြောင့်လဲတော်လိုက်တဖွဲ့တွေကသူတို့တွေကိုမျောစာအဖြစ်ပြောင်းပစ်နေကြဖြစ်ပါတယ်နော်ကဲနောက်တရင်လီကတော့တော်တော်လေးကိုစိတ်မကောင်းစရာတရင်ပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာအခုချိန်မှာဆိုခက်ခဲလာတာတွေများလာတဲ့အတွက်တချို့သောတော့တရင်မကောင်းတဲ့ သူတွေကပေါ့နော်အချစ်စာရေးတာတွေဖောက်ပြန်လာတယ်ဆိုတာတွေ့ရတယ်ပေါ့နော်အခုလေဒီမှာပေါ့နော်လိုင်းသားမှာဖြစ်သွားတဲ့အမှုအဆောတော်တော်လေးကိုစိတ်မကောင်းစရာဖြစ်ပါတယ်နော်အဲ့တော့သူပြောထားတာနားထောင်ကြည့်လောက်နော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အသက်၃နှစ်အရွယ်မိန်းကလေးကိုအမျိုးသမီးတဝူးကခေါ်ဆောင်ပြီးရွှေဝှက်ထားတဲ့နားနက်ဖက်ကိုဖျက်ယူကရေနှစ်တက်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးလှိုင်တရအနောက်ပိုင်းမြို့နယ်ရခိုင်ရိုးလေးကျေးရွာမှာမေလ28ရက်နေ့ညနေ၄နာရီခန့်ကအမျိုးသမီးတဝူးက၃နှစ်အရွယ်မိန်းကလေးတစ်ယောက်ကိုခေါ်ဆောင်သွားပြီး နဂါဝစ်စင်ထားတဲ့နရွက်ကိုဖျက်ယူကရင်းနှစ်တင်ဆုံးနေတဲ့အသွေးအဖြစ်ထားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အသက်၃နှစ်အရွယ်မိန်းကလေးဟာညနေပိုင်းမှာပျောက်သွားတာဖြစ်လို့မိဘတွေနဲ့ရက်ကွက်မှာနေထိုင်သူတွေကမွေးရဲမှာလိုက်လံရှာဖွေခဲ့ကြပေမဲ့မတွေ့ခဲ့ပေမေလ28ရက်နေ့မနက်ပိုင်းမှာငွေပေလေစက်မှုဆောင်နာကရေမြောင်းဆက်မှာနားရီပြက်လျက်နဲ့ငကက်ဖြက်လူခံထားပြီးရင်းနှစ်တတ်ထားတဲ့အနေအထားနဲ့ဘာလို့ဒါပြန်လဲတွေ့ရှိခဲ့တယ်လို့သိရှိရပါတယ် 28ရက်နေ့ညနေကစပြောက်တာမိုးရွာနေချိန်ကြီးလိုက်ရှာကြတာမတွေ့ဘူးအမျိုးသမီးတယောက်ကခေါ်သွားတာတော့တည်တယ်လို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်ဖြစ်စင်မှာဖခင်ဖြစ်သူကိုကိုဝင်းဆောင်အမျိုးသမီးတဦးကအိမ်ငားချင်လို့လို့ဆိုကလိုက်ပြခိုက်ပြီးတေဆုံးသူ၃နှစ်အရွယ်မိန်းကလေးနဲ့ဦးလေးဖြစ်သူတို့ကမုတ်ဝဲထွက်နေတဲ့အချိန်မှာအဆိုပါအမျိုးသမီးက၃နှစ်ကလေးမလေးနဲ့အတူရှိနေတဲ့ဦးလေးစီကိုပါရောက်လာပြီးနေအိမ်မှာပတ်ဆက်အေးချမ်းငယ်လို့သွားယူခိုင်းခဲ့တယ်လို့သိရှိရပါတယ် ကုလေးဖြစ်သူထွက်ခွာသွားချိန်မှာတုံးနှစ်အရွယ်ကလေးမလေးကိုခေါ်သွားခဲ့ပြီးဖြွေဝစ်ထားတဲ့နားနှစ်ဖက်ကိုဖြတ်ယူကာရေနှစ်တက်သွားခဲ့တယ်လို့သိရှိရပါတယ်။ဗိုက်ကြီးတဲ့တယောက်ကသူ့အဖေကိုအိမ်ငှားဖို့လိုက်ပြခိုင်းတာသူ့အဖေနဲ့ထွက်သွားပြီးမကြဘူးအဲအမျိုးသမီးကပြန်လာပြီးတော့ပတ်ဆက်ရေးကြံခဲ့လို့သူကကလေးမလေးရဲ့ဦးလေးကိုသွားယူခိုင်းတာဦးလေးဖြစ်သူအိမ်ပြန်ချိန်ကလေးမလေးပဲကြံခဲ့တာကိုရေနှစ်တက်ပြီးရွှေတွေယူသွားတာလို့နောက်ထပ်ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ ပြစ်မှုကျူးလွန်သူအစိုးရအမျိုးသမီးကိုကလေးမလေးရဲ့မိသားစုဝင်တွေကတောင်ကြီးရဲစခန်းမှာအမှုဖွင့်ထားပြီးတရားခံပေါ်ပေါက်ရေးနဲ့ဖမ်းဆီးရမိရဲ့အတွက်စူးစမ်းနေတယ်လို့လည်းသိရှိရပါတယ်။အလားတူမော်လမြိုင်မြို့ကော့ဆိုင်ရွာမှာလည်းမေလ28ရက်နေ့ကအသက်73နှစ်အရွယ်မိန်းကလေးကိုအရမပြုကျင့်ကရွှေရည်ယူဆောင်ပြီးတတ်ခဲ့တဲ့ဖြစ်ပွားခဲ့ပြီးအခုရက်တည်းအလားတူဖြစ်စဉ်တွေနေရာအနှံ့မှာဖြစ်ပွားနေတာပဲဖြစ်ပါတယ်ရှင်။ ကဲကြားတဲ့တဲ့ရင်ကတော့လုံးဝစိတ်မကောင်းစရာပါเนาะဒါကတော့ဒီတိုင်းပြည်မစင်းရဲမွေးတည်ခြင်းရဲ့ လက္ခဏာတွေပေါ့နော်ဆေးပွဲတည်လာတဲ့ခါမှာလူတွေကဒီလိုမျိုးပေါ့နော်အချင်းဆိုင်တာဖောက်ပြက်လာတယ်ဆိုတာဒါထုံးစံပဲပေါ့နော်အဲ့တော့ဘာဖြစ်ပြောကျွန်တော်တို့ပြည်သူလူထုတွေအဒီနေရာမှာလည်းသတိထားကြပါနော်ချမ်းမဲမင်းအောင်လိုင်းကိုတော်လိုင်းရင်းနဲ့ဒီလိုဟာတွေကိုလည်းသတိထားဖို့လိုပါတယ်နော်အဲ့တော့တော်လိုင်းရေးကအမြဲမပြီးလို့မရဘူးဆိုတော့ဒီအချက်တွေလည်းပါဝင်ပါတယ်တော်လိုင်းရေးပြီးမှပဲဒီလိုမျိုးခိုးဆိုးလူနိုင်တွေလည်းပျောက်ပျောက်သွားပြီးမှပေါ့နော်ဒီတိုင်းကမှာရှိတဲ့လူတွေကိုကောင်းကောင်းပေါ့နော်အစစ်အတပ်တစ်ခုထားနိုင်မှာပဲဒီကိစ္စတွေပျောက်လဲမှာပျောက်ကွယ်တော့မှာဖြစ်ပါတယ်နော်အခုဆိုမင်းအောင်လိုင်းရဲ့အာနာသိမ်းမှုကမှန်လားမမှန်လားဆိုတာအားလုံးမြင်တဲ့အတိုင်းပဲနော်တိုင်းပြည်လည်းချွတ်ချုံကြပြီး ရူလေးအချစ်ဆိုင်တာပြက်အကုန်လုံးပေါ့နော်ရစရာကိုမရှိတော့တဲ့အနေအထားဖြစ်ပါတယ်နော်ကဲနောက်ဆုံးမှာတော့နော်စကန်နင်းတိုက်ပွဲမှာရရှိတဲ့လက်နက်တွေများလုံးလို့ပေါ့နော်ကိုစီပြောထားတဲ့ profile လေးနောက်အောင်ကြည့်လာနော်ကဲကနဲလေးစကန်သိမ့်ပိုက်ရရှိမှုလက်နက်တွေကို KNU ကတရားဝင်ထုတ်ပြန်လာပါပြီနော်ဘဘဤသားတွေကအလူကိုဝမ်းမြောက်မှုမတာဓုခေါ်နိုင်ဖို့အတွက်ဒီသတင်းလေးကိုကြည့်ပါကျွန်တော်သတင်းရင်ဖတ်ပြပါမယ်နော်လက်နက်ကြီးလက်နက်ငယ်အပအပါဝင်အားလုံးပေါင်း60ကျော်ကဲ ဒါကိုပတ်စံနဲ့ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တနတ်တက်လက်ဗျာကျွန်တော်တို့ဘက်မှာငကွန်းဆိုတော်လိုင်းစကားစားဆို16တက်လက်ရဖို့အတွက်တေအောင်စုရတာเนาะအဲ့တော့အုံနောက်ပိုင်းမှာမဖြစ်လဲဘဘကြီးရဲ့လက်ဆောင်တွေလည်းဆိုကျွန်တော်တို့ဘဘကြီးတားတွေကိုပြန်ပြီးတော့စကန်းတစ်ခုပြီးတစ်ခုတိမ့်လာခဲ့တာဗောဟုတ်တယ်မလားအခုလည်းကနဲလေးစကန်းကိုမနေ့ကစစ်ကောင်စီကနဲလေးစကန်းကိုညဘက်နေတခါတိမ့်မဲ့လိုက်တာမနေ့ကမနေ့ပိုင်းမှာဒီကနဲလေးစကန်းကိုစစ်ကူလာတဲ့စစ်ခွဲ80နဲ့နှစ်ကောင်ကိုစုံစည်းမြိုင်မှာဝိုင်းပြင်းထုတ်လိုက်တာအားလုံးမြင်ခဲ့ပြီးပါပြီ။ ပြီးတော့ညနေပိုင်းမှာကနဲလေးကိုတိန်းခဲ့တယ်ဒီနေ့မနေ့နောက်ထပ်စကန်းတစ်ခုထပ်တိန်းတယ်နော်တနေ့တဲ့တမနဲ့တင်စကန်းနှစ်ခုနဲ့စစ်တောင်းတစ်ချောင်းပြုတ်အောင်စော်နိုင်လိုက်တာ KNA ဥဆောင်တဲ့ပွန်းမဟာမိတ်တပ်ဖွဲ့တွေရဲ့အောင်မြင်မှုပေါ့အခုကနဲလေးစကန်းရရှိတဲ့ဒီလက်နက်တွေကို KNU ကတရားဝင်ထုတ်ပြန်လာပါပြီကဲကျွန်တော်တို့သုံးသထားလေးဆက်ထောက်ကြည့်လာနော်အဲသူတို့ထားလိုက်အောင်မယ်နော်သူတို့ထိတ်မှတိတဲ့ကောင်တွေဆိုတော့ထိတဲ့အချိန်ညိုင်တိလိမ့်မယ် နော်သူတို့ထင်တာ ARD လုံးလုံးမရဘူးထင်နေတယ်မပြောသေးဘူးအဲ့တော့အခြားဒီလက်ရှိဒီကရင်ပြည်နယ်ကအဓိကပြောချင်တာတက်စကန်းနေအနေနဲ့ကုံအောင်တိန်းမှာနော်အောင်တိန်းတော့မဟုတ်ဘူးတိလားအောင်တိန်းရဲ့တိန်းအောင်တော့မဟုတ်တိလားအောင်တိန်းအခုဟာနော်တိလားအဲ့တော့ကုံအောင်တိန်းမှာဒါကြောင့်မလို့စောစောစီစီဆက်သွယ်လာခဲ့အလင်းဝင်လိုက်လက်နက်နဲ့ချလိုက်ပူးပေါင်းလိုက်မင်းတို့အတွက်ရှယ်နေရမယ်ကွာတိုက်ပွဲမှာအခုလိုတိုက်ပြီးဖမ်းပြီးမှ ထီလို့အခြေအနေမကောင်းရင်လည်းမတာပေါ်ရင်ပေါ်သွားနိုင်တယ်နော်မတာမပေါ်လဲဖမ်းခံထီးတဲ့ပုံကြီးတိတ်ခါချင်းကွာတယ်ကွာဒါကြောင့်မလို့ဒီတောင်ပိုင်းတိုင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းအနေနဲ့အဓိကတော့လောက်ပိုင်ခွင့်ရှိတာဒီအနေစစ်ကြောင်းမှုလို့တပ်ခွဲမှုလို့တပ်ရင်းမှုလို့ပေါ့နော်စတဲ့ဖြစ်ပါဝါရှိတဲ့ကောင်တွေရှင်းရှင်းပြောရင်ဖုံးလို့လွတ်လပ်လပ်တုံးလို့ရတဲ့ဒူတွေနီးဆက်ရောက်ကိုအ мян ဆုံးဆက်သွဲဆက်သွဲပြီးတော့ပူပေါင်းအလင်းဝင်လိုက်အဲ့ဒါအားလုံးအတွက်ကောင်းတယ်ကြည်တဖောက်မဖောက်ကပဲနဲ့နော် ပြဿနာတစ်ခုကိုဖြေရှင်းနိုင်မဲ့နီးလမ်းပဲအဲ့လိုမှမဟုတ်ရင်မင်းတို့တေမှာပဲမပူနဲ့နော်အေးဒါပေမဲ့ကိုကတော့ပပိုင်မင်းအောင်နိုင်အတွက်အသေးခံပြီးတော့တိုက်မယ်လို့တန်ထိုင်ထန်ချထားရင်ဆိုရင်လည်းကြိုက်တယ်လို့လုပ်ကြနော်ဟိုဘက်ကငပောက်တို့ကြောင်စိုးဦးတို့လို့နော်ဟိုဘာနဲ့မင်းရဲ့ကြော်စိုးပို့တစ်ခုတင်ထားတာတွေ့တယ်မန္တလေး PDF ကစစ်ကောင်စီရဲ့ patch show ထည့်ထားတဲ့ဒလန်စရင်ကို final တော့ကအတိအကျထုတ်ပြန်တာဟာသူကဘာနဲ့နှိုင်းဝါးလဲဆိုတော့ ပါချောင်လူတက်မှုနဲ့နိုင်ဝါနဲ့အဲ့ပါချောင်လူတက်မှုဆိုအဲ့မေလိုတိလူလားဟမ်အဲ့မေလိုတော့မွေးသေးလူလားပါချောင်လူတက်မှုပွဲသူကစကားထဲပြောအောင်ဟမ်ဘလောက်လက်တွေ့ကြကြဘလောက်တိလဲရေးထားခဲ့တဲ့သမိုင်းနဲ့သူများပြောတာကြားဘူးလားနဲ့လက်တွေ့ဖြစ်ထိုက်တာနဲ့အဲ့တုံးမှုဘလောက်ထိကြိုက်ထားနိုင်ဖွားခြင်းလုံးလို့ရှောက်လို့နော်ဟုတ်တယ်နော်မတိပဲနဲ့အဲ့ဒီမန္တလေးကိစ္စကိုပါချောင်လူမျိုးဖြစ်သွားနေပေါ့ဒါကြောင့်မင်းတို့ညဉ့်ဉန်အလင်းဝင်ပေါ့မတိလို့ရှိရင်သူတို့ဘက်ကနိုင်နေတယ်လို့မျိုးဟာဒီကောင်လေးတကယ်ဆုံးပြောင်းတဲ့ကောင်လေးနော်အဲ့တော့ တို့လိုမျိုးကျွန်တော်တို့ဝါရမိုင်းထက်လာလည်းမဟုတ်ဘူးနော်စီယုံတိန်တွင်းလာလည်းမဟုတ်ဘူးလက်တွေ့ဖြစ်တင်ဖြစ်ထိုက်တာကိုလက်တွေ့ကြက်ကြနှိုင်းရှင်ပြတ်ဒါကြောင့်မလို့ခမားတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ကြည့်ပါမြေပြင်မှာဘလို့ဖြစ်နေတယ်မင်းတို့တွေတေဝါလို့ပြည်သူကမင်းတို့ဝန်နေပေးလားဝန်တာပေးလားနောက်တေဝါတဲ့မင်းတို့အတွက်ကြံပြစ်ခဲ့တဲ့မိသားစုအတွက်ကောမင်းတို့အတေခံတိုက်ပေးွားတဲ့မိခင်အဖွဲ့အစည်းရဲ့တာဝန်ယူမှုတာဝန်ခံမှုစောင့်ရှောက်မှုနှွေးထွေးမှုပေးလား အကဲမသေးမဲနဲ့မင်းတို့ဒုက္ခိတဖြစ်သွားရင်ရောမင်းတို့ဘဝအတွက်မင်းတို့မိခင်အဖွဲ့အစည်းကအာမခံချက်ပေးလာအဖက်ဘက်ကိုတခုချင်းစီလိုက်ကြည့်လေကိုကိုကိုအုံနောက်နဲ့ကိုလိုက်ကြည့်ကိုအမြင်နဲ့ကိုလိုက်ကြည့်ကြည့်ပြီးဘာဘာလောက်ကောင်လဲတစ်ဖက်မှာဘလို့နေတယ်အလင်းဝင်ဝင်ကောင်တွေဘလို့ကြိုးစိုးတယ်အလင်းဝင်တဲ့လူတွေပြည်သူကဘလို့တန်ဖိုးထားလဲနော်တုံမှန်းမိလာတဲ့ကောင်တွေဘလို့မြေတာပို့လဲအဲ့ဒါတွေကိုကြည့်နော်ဒါဝါရမိုင်းဖြန့်လို့မရဘူးဒီနေ့ခင်မှာဒါကြောင့်မလို့မြန်မြန်ဆန်ဆန်လက်နဲ့ချရင် မြန်မြန်ဆန်ဆန်တက်တာရမယ်မြန်မြန်ဆန်ဆန်မိသားစုနဲ့တွေ့လိမ့်မယ်ဒါပါပဲကဲဒါတော့ကိုစီပြောထားတဲ့ profile လေးပဲဖြစ်ပါဗျာအဲ့တော့ကိုစီပြောတာတကယ်စေတနာနဲ့ပြောတာပါနော်အဲ့တော့လင်းဝင်လာရင်တော့အသက်ရှင်မှတည်ကြတယ်ခါတိုက်နေရွေးဆိုရင်လည်းမလွယ်တော့ပါဘူးเนาะခုချိန်မှာဆိုရင်အားလုံးပြည်နယ်တိုင်းပဲနေရာတိုင်းပါကအချက်ပဲစစ်ကောင်စီအဖွဲ့တွေကရှုံးနေနေတာဖြစ်တဲ့အတွက်ဒီ မတရားစစ်မှုထမ်းတဲ့အဓိကပေါ့နော်အဓိကပြောချင်တာလူတွေအဓိစစ်မှုထမ်းမတရားခေါ်ခံတဲ့လူတွေပေါ်တာဆွဲခံလူတွေပေါ့နော်ဘာမှမစဉ်းစားမနေပဲတော့အလေးဝင်နိုင်ဖို့ပဲကြိုးစားပါဒါမှမဟုတ်လေတနက်ပြောင်းပြန်လဲလာဖြစ်ဖြစ်တစ်ခုခုလုပ်ပြီးပါပေါ့နော်အမြန်ဆုံးဒီတိုက်ပွဲတွေမြန်ပြီးအောင်လုပ်ကြပါလို့ကျွန်တော်တို့အကြံပြုပေးချင်ပါတယ်နော်โอเคကျွန်တော်ရဲ့ဒီမနက်ပိုင်းဗီဒီယိုတင်ဆက်မှုတွေဒီလောက်ပဲဖြစ်ပါတယ်အစအဆုံးကြည့်ပေးကြတယ်ပြပပီသူရောက်စရာထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့လေးမှာလောက်သမျှဆောက်သမျှအရာအားလုံးပါအောင်မြင်ကြပါစေတွားလျက်မှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ